အဲရမတ်မဇာနေပြည့်ကျွန်တော်တို့ပေါင်ဝင်သေးဆောင်လာပါတယ်ဒီထဲမှာကျွန်တော်တို့ကတောင်တောင်ကမိသားစုပေါ့နော်ကျွန်တော်မိန်းမနဲ့ကျွန်တော်သမီးပေါ့ဆဲကြမယ်ဆိုတာလည်းသိပါတယ်ကြိုပြီးတော့လည်းပြင်ဆင်ထားပါတယ်မချင်းကိုလက်ထပ်ဆန်းဇာနေကိုဝရီကိုချစ်တယ်ကိုလိုလက်ထပ်ပြရစီအော်အဲ့ဒါလိုမျိုးလေတူစည်းလေးနဲ့ဇာနေကိုရအောင်ယူထားတာဆိုတော့တို့ကအပြင်မှာလည်းအိတ်ဆေးကိုလိုချင်ပါပေါ့အဲ့ဒီတော့လေအကျိုးမြတ်ကိုကျွန်တော်ပေါပါလေးပဲယူထားတာ ပပမြူပါနဲ့တကောင်းမှလည်းလိုအဖေကအဲတမီးအပြိုရွယ်လောက်ရှိတဲ့တမီးကိုပိုင်ဆိုင်ထားတဲ့အဖေတကောင်းမှမလုပ်ဘူးဆိုတော့အဲအဲ့နေရာလေးမှာနည်းနည်းလေးခက်ခဲပါတယ်ပြန်ပြောရဲစီးလေးတွေမှာအဓိကတော့မမ်မီဒေါကင်ဝီရဲ့လေတိုင်တွေအကောင်လုံးတိုင်းနဲ့ပြောတာပေါ့နော်မမ်မီဟိုလို့မကျင်နဲ့ဒီလို့မကျင်နဲ့ဒေါသဖြစ်နေစိတ်ကောင်းထားနိုင်မှာမဟုတ်ဘူးနော် ိတ်ကောင်းမရှိရလို့ဆိုရေဒီယာလည်းအမေမတော်ဘူးဆိုတော့အဲ့လိုအမေတော်မကလေသူကရိုးရိုးအမေမဟုတ်ဘူးအဲ့လိုသမီးနဲ့ကိုနဲ့ကလည်းအရွယ်မတိမ်မရင်းဖြစ်တယ်အဲ့အပြင်ကကိုကလည်းအဲ့လိုတောက်လျှောက်ပွားတာကိုအချိုးတိုင်းအဲ့လိုတချိုးတည်းလာတဲ့ခါကျတော့လေဩကိုကိုပြန်မြင်နေရတယ်ဖြစ်နေတဲ့ပုံစံမျိုးလေးပေါ့နိုင်နိုင်ရလာမင်းနေဟောနေရတယ်မရတယ်ရေကန်ကပြောရတယ်သူက rapper လို့ပြောရတယ်အေးဟုတ်ပါဘူးဒီလိုဒီလိုဒီလိုအခုံးတွန်းလာပြီပါလေနော် sorry တို့ကဒီလိုပုံစံမျိုးတွေဖွားကြီးမချိုက်ဘူး sorry အဲရမမဇာနေပြက်ကျွန်တော်ပေါင်ဝင်သေးဆောင်လာပါတယ်ဒီထဲမှာကျွန်တော်တို့ကတောင်တောင်ကမိသားစုပေါ့နော်ကျွန်တော်မိန်းမနဲ့ကျွန်တော်သမီးပေါ့ဒီထဲမှာဒီမိသားစုကဘယ်လိုတကူအောင်ဆံမလဲဘယ်လိုရမက်ကြီးမလဲဆိုတာမျိုးလေးပါမယ်အဲ ဓာတ်စုတစ်ခုမှာဇမတ်တွေလောဘတွေအတ္တတွေပါလာတဲ့အခါမှာဘယ်လိုပြောင်းလဲမှုတွေဖြစ်တယ်ပတ်ဝန်းကျင်ကိုဘယ်လောက်ထိဒုက္ခပေးလဲကိုယ့်ကိုယ်ကဘယ်လောက်ထိပြန်ပြီးတော့ဒုက္ခပေးလဲကိုယ့်ရဲ့စိတ်တွေကိုကိုယ်ဘယ်လိုပြန်တတ်လဲဆိုတာကိုကျွန်တော်ကိုယ့်ကကိုယ်ဝင်မြင်အောင်အကောင်းဆုံး message ပေးပြီးတော့ပုံပေါ်ထားပါတယ်အဲဆဲကြမယ်ဆိုတာလည်းသိပါတယ်ကြိုပြီးတော့လည်းပြင်ဆင်ထားပါတယ်အဲဆဲခံမဲ့ character ကိုဟိုလက်ခံပြီးတော့အစားရရိုက်ခုထားတာဖြစ်တဲ့အတွက်ဆဲခံရတာဟိုပဲ ဒီကားမှာကြည်နေပါလေကျွန်တော်ဆဲပေးကြပါလို့ကောင်းဆိုပါမထီကိုလက်ထပ်ဆန်းဒါနီကိုဝရီကိုချစ်တယ်ကိုလိုလက်ထပ်ပြရစီရမ်းမော့ဟိုကနည်းနည်းခက်ဆွာဆွာခက်တော့တော့ထီဝရီပုံစံမျိုးလေးနဲ့မြင်ရမှာပေါ့ဟုတ်ဟောအဲ့ဒါလိုမျိုးလေးတူစည်းလေးနဲ့ဇာနီကိုရအောင်ယူထားတာဆိုတော့တို့ကအပြင်မှာလည်းအိတ်ဆေးကိုလိုချင်ပါပေါ့အဲ့ဒါလည်းလိုချင်ပါတယ်ဇာဒူရာအပြင်မှာတော့သုံးပါလေတကယ်ချင်းတွေကိုမုံစားဖို့ခေါ်ရဲချိန်မလာရင်တော့တူစည်းလေးနဲ့ပဲခေါ်လိုက်တော့ င်ဖြစ်တဲ့အတွက်အစပိုင်းကတော့ကြောက်တာပေါ့နော်တခြားပြင်ပြီးတော့အမေနဲ့မျိုးပြည့် online ပါမလားပြင်ပြီးတော့တခြားတယောက်ဆောင်နိုင်မှာပေါ့ဆိုတော့ကြောက်ခဲ့ဒါပေမဲ့ပထမဦးဆုံးစစ်မှာလည်းတခြားဆိုင်နဲ့မယူနဲ့တယောက်ဆောင်ကိုရမ်းစီပေးခဲ့ပါအဲ့တော့ရှင်ဒီ character ကိုအကောင်းဆုံးစူးစမ်းလုပ်ပါရှင်ဟုတ်ကအဖေအဖေဖြစ်သွားတာပေါ့နော်အဲမမပုံကအဲ့ဒီအဖေစရိုက်ရတဲ့ဆင်းမှာကျွန်တော်တော်တော်ကြိုးပန်းခဲ့ပေးရတယ် အဲထောင်ဆိုင်ဇာန်ဒီအဖေဖြစ်မနေဘူးเนาะအကိုဖြစ်နေတယ်เนาะဆိုပြီးတော့တက်မလားအဲ့လိုမျိုးအပြင်မှာလည်းညီကောင်မောင်နှမတွေအကုန်လုံးခင်းမင်းမင်းရင်းနီးနီးနဲ့ဆိုတော့လေဟိုတခါမှလည်းဒီလိုအဖေကအဲတမီးအပြိုရွယ်လောက်ရှိတဲ့တမီးကိုပိုင်ဆိုင်လာတဲ့အဖေတခါမှမလုပ်ဘူးဆိုတော့အဲအဲ့နေရာလေးမှာနည်းနည်းလေးခက်ခဲပါတယ်နောက်ပိုင်းမှာကတော့မက်ဘုံရဲ့မြင့်တင်ပေးမှုတွေနဲ့ကျွန်တော်ရဲ့ ကိုပိုင်ပြင်ဆင်မှုတွေပေါ့နော်ဒီရိုက်နေစဉ်အတွင်းမှာပဲတခြားအရာတွေကိုအတူခိုးပြီးတော့ပြင်ဆင်လိုက်ရတာမျိုးလေးတွေရှိတယ်အဲ့ဒီအတွက်အကောင်းဆုံးဖြစ်ခဲ့လို့ပထမဆုံးလုပ်ဘူးလားတော့အဲ့လိုအမေတော်မကလေသူကရိုးရိုးအမေမဟုတ်ဘူးအဲ့လိုသမီးနဲ့ကိုနဲ့ကလည်းအရွယ်မတိမ်မရင်းဖြစ်နေရဲ့အဲ့အပြင်ကကိုကလည်းအဲ့လိုတောက်ချောက်ပွားတာပွားတဲ့ပြီးတော့သူကလည်းကိုရဲ့အဲ့လိုကိုအချိုးတိုင်းအဲ့လိုတချိုးတည်းလာတဲ့ခါကျတော့လေဩ ကိုယ်ကိုပြန်မြင်နေရတယ်လို့ဖြစ်နေတဲ့ပုံစံမျိုးလေးပေါ့။အဲ chemistry မိရဒါမှဆက်ဆက်ကြရင်တရနည်းလောက်နည်းနည်းစိတ်နေတာကနေနောက်ပိုင်းရက်တွေကျတော့ရရတာကအဲ့လိုအဆင်ပြေသွားတယ်။နောက်ဘေးယူလည်းမရပါဘူးနော်။ဟိုနေ့အဲကျန်တဲ့လူတွေဟိုကျန်တဲ့မိသားစုတွေနဲ့တင်းဆောင်ရတဲ့ခါကျတော့အဲကျန်တဲ့လူတွေနဲ့ကျတော့မတည့်ကြဘူးလေ။မတည့်ကြတဲ့ခါကျတော့အဲ ကျန်တဲ့သူတွေနဲ့ရိုက်တဲ့ခါကြရင်ဒါအဲ့လို item နဲ့နဲ့ချိန်ရတာဒီမိသားစုကြတော့အဲ့လိုတစ်ကြိမ်တည်းတညံနေဆိုတော့တိတ်ပြီးတော့အဲ့လိုမညှိရဘူးပေါ့နော်အပြန်ပြောတဲ့စီးလေးတွေမှာအဓိကတော့ mommy documentary ရဲ့လေးတိုင်တွေအကောင်လုံးတိုင်းနဲ့ပြောတာပေါ့နော်ပြီးတော့မဖုံကလည်းမေဒူတမီးလေးဖြစ်ရမယ်အဲ့လိုကြီးကင်ကခက်ဆူဆူလေးဖြစ်ရမယ်ဆိုပြီးတော့အဖေနဲ့မေတို့ပြန်ပြောင်းပြီးအကောင်ဆုံးပြသခဲ့ပါတယ်ရှင် mommy ဟိုလို့မကျင်နဲ့ဒီလို့မကျင်နဲ့ဒေါသဖြစ်နေစိတ်ကောင်းထားနိုင်မှာမဟုတ်ဘူးနော် စိတ်ကောင်းမရှိတဲ့လူဆိုရေဒီယာလည်းအမေမတော်ဘူး။ဟုတ်အခက်ခဲတော့မရှိပါဘူးလို့ဆိုတော့လေတရားကရေဒီယာအဲဒယ်ရီဥစားအနေနဲ့မမီတော်ခင်ရဲ့တမီဖြစ်တဲ့အတွက်ဒါစင်မမဆိုဒါရေဒီယာဒယ်ရီပဲဒါကမမီပဲအဲ့တော့အခက်ခဲတော့မရှိပါဘူးရှင်။ဟုတ်ဒိုက်ကွေးပြင်ပမှာလည်းရင်းနေပါရဲ့အဲဒယ်ရီနဲ့ဆိုလို့ရှိရင်လည်းတစ်တော့ရပါရိုက်တယ်ပေါ့နော်။မမီရဲ့ဆိုလည်းစကားပြောရဲအဲ့လိုမျိုးပေါ့ ်ပါတယ်ဟုတ်ကဲ့အဲတင်းဆောင်နဲ့ပတ်သက်ပြီးတော့အဲဘာလဲဒေဒီဆိုလို့ရှင်လို့ရှင်ဒေဒီဆိုလို့ရှင်ဒေဒီရဲ့လေးတန်ပေါ့နော်ဒေဒီရဲ့လေးတန်တို့အားကြရဲအဲ့လိုလိုက်ပြီးတော့ဒီမမ်မီဆိုလို့ရှင်မမ်မီရဲ့မျက်လုံးစူးနေရပဲတောက်တောက်ပါပြီးအောင်အဲ့အဲ့လိုမျက်လုံးနဲ့မိအကုန်လုံးနေလာခဲ့ရဲမမ်မီဆိုရှင်မျက်လုံးရဲ့အားအားကောင်းနေမမ်မီကမျက်လုံးနဲ့ပဲအကုန်ဒေဒီဆိုလို့ရှင်ဒေဒီရဲ့အတိုင်ဒေဒီရဲ့အတိုင်နဲ့အဲ့တော့မိမိကအဲ့အဖေနဲ့မိရဲ့ပုံစံတွေကို ကောင်တော့သူ့ကိုပြောချစ်ချစ်ကန်ကန်ရတာပေါ့ဟုတ်ချစ်ကန်ကန်ကလည်းချစ်ကန်ကန်ကတော့အဖေပြပေါ့မမီရောဒယ်ဒီရှိရအောင်အချောက်ပြောတာပါသူကသူသူကသူပုံပေါ်လာတာပါသူကချစ်ကန်ကန်ပြောရင်သူက rapper လို့ပြောရအဲ့ဟုတ်ပါတယ်လို့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 အခုံးတော့နိုင်ပါပဲပါလေနော် sorry လို့နိုင်နိုင်ရလာမင်းနေဟောနေရလည်းမရွာလေတယ်ရီပြစ်ချင်တာ ောင်းပါတယ်ဒီဟိုတခါမှဘုံကပြောသလိုတခါမှမလုပ်ဘူးရာလှုပ်လိုက်ရတဲ့အတွက်အဲအတွေ့အကြုံအသေးရတယ်လို့ခံစားရတယ်ပြီးတော့ဟိုကိုယ့်ကိုပထမတရက်နေ့ကအဆင်မပြေဘူးဆိုပေမဲ့နောက်ရက်တွေမှာကိုယ့်ကိုဒယ်ဒီတယောက်လိုမျိုးဟိုရမ်းလဲစိတ်ခံစားချက်ထဲထဲလို့ရတယ်ပြီးတော့အပြင်မှာလည်းအဲ့လိုသူဆိုရင်ကျွန်တော်အဲ့လိုဟိုမပြောရဲတာမခေါ်ရဲတာမျိုးဖြစ်တယ်ဆိုတော့လေ အပြင်မှာလည်းကျွန်တော်ကိုယ့်ကိုဒယ်ရီလို့ပဲတုံ့နှုံလိုက်တယ်သူကလည်းသမီးလေးပါညာဆိုတော့ကျွန်တော်အခေါ်ဝော်ရီရောဒါလော့ဒီရောအကုန်လုံးအဆင်ပြေပါပါဘေးဘောဒီဆီကကိုယ်မှာပဲရှိရလေဝမ်းနာတာအမ်အဒီကဟာဘောကိုရိုက်တဲ့ဇက်ကမှာကိုယ့်ရဲ့ဇက်ကောင်လေးတခုတောင်းဝင်ကြည့်ခြင်းလေအဲ့ဒါတောင်းဝင်ကြည့်ပြီးရိုက်ချင်တာပါ မှုတော့မမြင်သားပါဘူးအာဝေဖန်ပေးတာထောက်ပြပေးတာလက်ခံလို့ရတယ်ကျန်သားတိုက်ခိုက်တာတော့အဖတွေကအဲ့လိုမျိုးတွေအတွက်ကိုသိပ်ပြီးအာယုံမထားတော့အဲ့အဲ့လိုမျိုးအတွက်ကြိုးစားစားထားဟုတ်ကဲ့ကျွန်တော်ကလည်းပြောသလိုပါပဲအားလုံးပြင်ဆင်ထားပါတယ်ဒီကရနေပြီးတော့တက်ရောက်လာတဲ့အရာရာတိုင်းကိုကျွန်တော်လက်ခံပါတယ်အဲအစဲခံရမယ့် character ဖြစ်တဲ့အတွက်အဲကျွန်တော်ကိုယ်တိုင်ကဟိုလိုဟိုအစဲခံခြင်းနဲ့အမှု ဝင်နေပါတယ်တလောဆယ်ဆယ်ပြောဆယ်ဆယ်ဆယ်ပြောဒီကရိုင်နဲ့ပတ်သက်ပြီးတော့အဲကြည့်ရှုသူတိုင်းတဦးတောက်ချင်းစီအကောင်းဆုံးဝေဖန်ကြံပြုတ်ပေးကြပါဦးလို့ဘာပဲဖြစ်အားလုံးကျေနပ်ကျွန်တော်ကျေနပ်ပါတယ်လက်ခံပါတယ်လို့ပြောချင်ပါတယ်